စားကျင်နေပြီ။နေရကြာတယ်ကွာ။ညံ့နေရမွေးနေရပဲ။ဟုတ်လား။ဒီ organic ကဲအားလုံးပဲတကယ်ကြီးလို့ဒီနေ့ကကျွန်တော်၅ချက်မောင်လေးချက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချက်မောင်ရွက်လေးတွေကိုအရင်ဆုံးနည်းနည်းပြုတ်လိုက်မယ်ပေါ့နော်ချက်မောင်ရွက်လေးနည်းနည်းကြီးကြီးလေးဖြစ်အောင်ကျွန်တော်အရင်ဆုံးပြုတ်လိုက်ပါမယ်ဟုတ်ကဲ့ပြီးရင်တော့ကျွန်တော်ချက်မောင်ရွက်လေးကိုဖုံးလေးဖုံးထားပြီးတော့စက်တုံဖြူနီလေးကိုထောင်းပါမယ်ခင်ဗျစက်တုံဖြူနီလေးကိုလေးတိခွဲပြီးတော့ကျွန်တော်ထောင်းပါမယ် အဲချက်တုံလေးလည်းကျွန်တော်ထောက်ပွဲဆိုရင်တော့ကျွန်တော်စီသက်မှာပေါ့နော်အရင်ဆုံးစီလေးထည့်မယ်စနွေးမုတ်လေးထည့်မယ်ပေါ့ဗျာပြီးရင်တော့စောနာထောင်းထားတဲ့ချက်တုံအဖြူလေးကိုစီစသပါမယ်မြုပ်ကြီးခွဲချက်နေပါရောကျွန်တော်မထောင်းတော့ပါဘူးအရောင်နေမုတ်နဲ့စီသက်မှာဆိုတော့တကယ်ချင်းစားကျင်လို့ဆိုရင်တော့မြုပ်ကြီးခွဲချက်နေပါရင်လည်းထောင်းလို့ရပါတယ်ရောင်နေမုတ်လေးနဲ့ဆိုတော့ပို့ပြီးတော့အရောင်စားတာပေါ့ဗျာအော်နေမုတ်လေးနဲ့ဆိုရင်တော့ကျွန်တော်နှောက်မျိုးလုံးသုံးလို့ရတာပေါ့နော်ကျွန်တော်ကတော့ရောင်နေမုတ်လေးနဲ့ပဲချက်လိုက်ပါတယ် ဟုတ်ကဲ့ကျွန်တော်တို့စီလေးတက်ပြီးပါဆိုရင်တော့ကျွန်တော်တို့ဈေးရဝယ်လာတဲ့ငါးလီတက်ဆင်ပြီးသားလေးပေါ့နော်ငချင်းခုတ်သားလေးပါကျွန်တော်ကတော့ငချင်းခုတ်သားလေးကိုသုံးထားပါတယ်တကယ်ချင်းကိုကြိုက်နေတဲ့ရငါးဦးသုံးလို့ရပါတယ်ကျွန်တော်ကတော့ငချင်းခုတ်သားလေးသုံးထားပါတယ်ခင်ဗျာငါးလီကိုကျွန်တော်တို့နည်းနည်းလုံးပေးပါပေါ့နော်သုံးဦးနည်းနည်းပါပါမှုွေပေးပါပေါ့နော် ဟုတ်ကဲ့ကျွန်တော်တို့ငါးလေးတွေကိုနည်းနည်းလေးလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဆက်နာပြုတ်ထားတဲ့ချမောင်ရည်လေးထည့်ပါမယ်ချမောင်ရည်လေးထည့်ပြီးတော့နေပါမှုပြေးမယ်ပေါ့နော်အရင်ကြီးလက်မှုမပါဘူးကြည်သွားမှဆိုလို့ပေါ့နော်ပြီးရင်တော့ကျွန်တော်ရတာလေးထည့်ပါလေခုမှရတာတော့စားချုံမုံကပြားလေးပေါ့နော်ကျန်တာကျွန်တော်တိတ်မထည့်တော့ပါဘူးမပြီးပါထည့်ချင်တယ်ဆိုရင်ငွေကြေးတို့စီတက်တဲ့ခါမှာမပြီးပါရင်ပြင်ငပြီးထည့်ပြီးတော့တက်လို့ရပါလားခင်ဗျအချင်းနည်းနည်းထည့်အောင်ပေါ့နော်ကျွန်တော်ကလည်းနည်းနည်းချင်းချင်းလေးစားချင်လို့ထည့်တော့ပါဘူးဝေးပြီးသားလည်းမရှိဘူးပေါ့နော်အိမ်မှာ ဟုတ်ကဲ့ကျွန်တော်ရသထည့်ပြီးရေလေးဆက်တော့ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးကျွန်တော်တင်ထားလိုက်ပါတယ်ခင်ဗျာကဲသူငယ်ချင်းတို့ရေအခုဆိုရင်တော့ကျွန်တော်တို့ငားချမောင်ကြီးကတော့ချက်ပါပြီချက်တော်ကြီးဆိုရင်ကျွန်တော်အပေါ်ကငရေသီးစင်းလေးနဲ့ပါအုပ်တယ်ပေါ့နော်တကယ်ကြီးကြိုက်တယ်ဆိုရင်တော့နည်းနည်းပြင်းလို့ပါလို့ပေါ့အုပ်လို့ရတယ်ပေါ့နော်ရှားနည်းနည်းလို့ပါလို့အုပ်လို့ရပါတယ်ကျွန်တော်ကတော့မအုပ်တော့ပါဘူးငရေသီးစင်းလေးနည်းနည်းအုပ်တယ်ဟောဗျာပြီးရင်တော့ကျွန်တော်ဆွဲလို့ရပြီပေါ့နော်ဒါချက်သွားပါပြီကျွန်တော်တို့ပဲလိုက်ပြီးချက်သားကြည့်ပါတကယ်ပဲအရင်ကောင်းပါတယ် ါဆိုရင်ကျွန်တော်တွားပြီးတော့စားပါတော့မယ်ဒါကတော့ဆောက်တာ၅ချုံပေါ့လीပေါ့နော်ကျွန်တော်ချက်တာနဲ့စားရတယ်နည်းနည်းအချိန်လေးကွာပါလိမ့်ရေလေးတော့လည်းခြောက်သွားတယ်ပေါ့နော်ဒါကတော့ရုံးမြေစည်းကိုရင်းနဲ့ဖြောထားတာဟိုဘက်ကတော့လေကစုံလေးဖြစ်ပါတယ်ဟိုကအကျဲမှုလေးဖြစ်အကျဲမှုအကျဲမှုတော့ဖြစ်ပါတယ်အကျဲမှုပါကျမုတ်ပြီးရေရင်ွေးချမ်းတစ်ခွက်ရေခမင်းတက်စလုံးမမောက်ရေကျွန်တော်အားရပါရအားလုံးပါတော့ပြန်ပြီးတော့ကျုပ်လိုက်ပါတယ်ကျွန်တော်မစားကြပြီပေါ့နော်မစားကြပြီဆိုတော့ကျွန်တော်ခင်ရတော့မိတ်ဆက်ပြီးပေါ့နော်ကျွန်တော် ခင်ပါတော့မယ်အဲအိုးစုခွေစုကဆွဆဲကြပါတယ်အမိပိုင်းကြိုက်နေပူပူနဲ့ဒီလိုချင်းချင်းလေးပေါ့နော်စားတအားကိုထီရပေါ့နော်ရှင် mấy ảo sẽ sản lộn như vậy chăm nghĩ đi chăm một nghệ ừ. ừ. à sao chị này đi này à chờ lại qua nhiều nhà này mua nè 它叫 organic。这个东西，那就是酷了。 可能羡慕没有啊，我跟你讲，高了呀，用这个眼，今天漂亮，对吧？ 只要你一句话的，嗯，啥也、啊呃、加不。

ွင့်ချင်းအားလုံးကိုကျွန်တော်လူပဲလိုက်ပြီးတော့ချက်စားကြည့်လို့နော်အရင်ပဲစားလို့ကောင်းပါလေခင်ဗျာဒါနဲ့ခါမတဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတော့တဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လို့လည်းတိုင်းရှင်းဆက်ခေါ်ကြည့်လို့ပြုပေးပါတယ်ခင်ဗျာကဲအားလုံးတော့ဒီကြောင်းပြန်တွေ့ကြမယ်အားလုံးတော့တော်